ဒါပေမဲ့အဲ့ဒီနေ့မှာသူတို့အားလုံးရဲ့အပေါ်မှာရက်တင်နေတဲ့လူတယောက်ရှိခဲ့တယ်။အဲ့ဒီသူကိုတလောကလုံးရဲ့သူတွေကမရင်းရဲ့ဟီးရိုဆိုပြီးနာမည်ပေးထားပါဗျာ။ Big Mom က Hey Gab မင်းတို့ရစ်တက်ကလူတွေဒီကိုဘာလာလောက်တာလဲ။လဲလဲဒီမီကအမေရိကန်မိုးရောင်သုံးဖို့ဝင်ဖို့ဟာဟာဟာဂါတိုင်မဆိုတိုက်กว่า ငါပါတမိုင်းတစ်လျှောက်အင်အားအကြီးဆုံးရောင်ကိုတုံးရောက်ကိုတက်အောင်ထည့်ရင်ဆိုင်ခဲ့တာဒီလိုအင်အားစုကြီးကိုဘသူကများအနိုင်ယူမှာလဲဒီလိုကပ်ကွန်မြင်ပြီး white beard တို့တောင်ဘာကြောင့်ထွက်ပြေးရတယ်လဲဆိုတာကိုတငယ်ချင်းတို့လည်းသိချင်မှာပဲဟုတ်တယ်မလားအဲ့နောက်ဘာတွေဆက်ဖြစ်မလဲဒီ god valley ဇက်လန်ရဲ့အနှံ့ရှမ်းဆုံးအမန်တရားကိုဟောထုတ်မဲ့ one piece chapter 1161အကြောင်းကိုကျွန်တော်နဲ့အတူလိုက်ကြည့်ကြရအောင်ဗျာ yo what's up guys အားလုံးမင်္ဂလာပါ ဒီအပတ်မှာ Aura Sensei က Cover Story နဲ့အတူ Color Page ကိုလည်းထည့်ပေးထားပါဗျ။ Color Page ရဲ့ theme ကိုကြည့်မယ်ဆိုရင် Stuart Pirate တွေကကြီးမားတဲ့ဆေးရုံလက်မှတ်ကြီးရှိတဲ့အယုံလိုက်ဆက်မှာ Giant Lion နဲ့အတူပြိုင်ဆော့နေတာဖြစ်ပြီးအဲ့ဒီဆက်ကြီးထဲမှာပါတဲ့အယုံတွေဟာ CD ထက်ကအေးပါတဲ့ဇက်ကောင်တွေ Stuart Apple ရဲ့ဘဝနဲ့ဆက်နေနေတဲ့ပုံကိုယ်တွေကိုကိုးစားပြုထားပါဗျ။ဒီအယောင်မြတ်နဲ့ဘုံဟာ Stuart Apple ရဲ့ဘဝမှာအေးပါတဲ့တငယ်ချင်းတွေဆရာသမားတွေနဲ့ချစ်ခင်ရတဲ့သူတွေကိုဂုံပြုပေါ်ပြထားပြီးပျော်ရှင်စရာကောင်းတဲ့ပုံရိပ်တစ်ခုလည်းဖြစ်ပါတယ်။ ဘသူတွေကဘာတွေလုပ်နေလဲဆိုရင် Usopp က Claw Machine ကို control လုပ်နေပါတယ်။တခြား store တော့အုပ်စုတွေကအဲ့ဒီအယုတ်ဆက်ကနေရလာတဲ့အယုတ်တွေကိုသူတို့မျက်နှာတဲ့ပုံကိုတွေကိုကိုစားပြုထားတဲ့အယုတ်တွေကိုစီကင်ထားတာကိုမြင်ရပါတယ်။ဥပမာ Luffy ကသူ့လက်ပြအောင်ယူထားတဲ့အယုတ်တွေက Shanks, Ace, Sabo, Gap, Dandan, Makino, Rayleigh, Whitebeard နဲ့ Gemon ကိုယူထားပြီး မမကိုတော့အိတ်ကထဲမှာထည့်ထားပါဗါးသူ့အပေါ်မှာဝဲနေတဲ့အယုတ်တွေကရာမသွန်းနဲ့ခီနီမော်နဲ့အယုတ်ဖြစ်ပြီးကဲရော့နဲ့ဟန်ကော့အယုတ်တွေကအောက်ကိုကျနေပါဗါးနောက်လက်တစ်ဖက်ကဂျူပါရဲ့အယုတ်ကို နာမီနဲ့အတူလူနေပါဗါးနာမီယူထားတဲ့အယုတ်တွေကဘယ်လမီနီယိုနိုဂျီကိုဂန်ဇိုနဲ့ဝက်ဒါအိုင်လန်နဲ့အဖွာဟာရီဒက်စ်နဲ့ဘီဘီတို့ရဲ့အယုတ်တွေကိုခြိုင်ထားပါဗါးစန်းကြီးကထုံးစံအတိုင်းမိန်ကလေးအယုတ်တွေကိုပဲခြိုင်ထားပါဗါးသူ့မွေးစားအဖေကိုကြတော့ဟိုးကြောင်ထဲမှာပြစ်ထားလားဇိုရိုနဲ့ဂျင်ဘေကတော့အကြီးစားအယုတ်တွေအပေါ်မှာအနားယူနေတာမြင်ရပါဗါး ဇိုရိုကရှီတာအိုရှီရဲ့အယုတ်ကြီးပေါ်မှာမိထားပြီးသူ့ဆရာဖြစ်တဲ့မီဟော့ကအယုတ်ကိုကြည့်ပြီး မျက်နှာရှုံနေတာမျိုးဖြစ်နေပါတယ်ဂျင်ဘေအိပ်ပျော်နေတဲ့အယုတ်ကြီးတွေကဒိုရီဘိုဂီနဲ့ဆိုလ်ရရဲ့အယုတ်တွေပဲဖြစ်ပါတယ်ချူပါကအယုတ်တွေနဲ့ပြည့်နေတဲ့ဆက်ထဲပိတ်မိနေပြီးရိုဗင်ကချူပါကိုကယ်ထုတ်ပေးဖို့ဥစော့ကိုတောင်းဆိုနေပါတယ်ဖရန်ကီကနောက်မှာနောက်ထပ်ဘယ်နဲ့ချိန်ဆော့နိုင်မှာလဲဆိုပြီးပိုက်ဆံရည်နေပါတယ်ဘရုတ်ကသူ့ကိုသူအယုတ်ကိုင်းတဲ့လက်မကြီးပုံစံအသွင်ပြောင်းပြီးချင်းတင်နဲ့ပြိုင်ဆော့နေရလားဒါမှမဟုတ်ချူပါကိုကယ်ထုတ်ဖို့ချောင်းနေတာလားမသိပါဘူးဇူရူရဲ့အပေါ်မှာကျွန်တော်တို့ဘာဂီဆာမားကလည်းတက်အောင်ထဲလွတ်နေတာကိုမြင်ရပါတယ် ပုံရက် caption ကတော့ကျွန်တော်တို့နှလုံးသားထဲမှာရှိတဲ့အရာတွေကကျွန်တော်တို့ထာဝရပိုင်ပါတယ်ဆိုပြီးပေးထားပါဗျ။ chapter ခေါင်းစဉ်က a song of love bound under a hail of arrows မြားမိုးရေကြားကခြိနှောင်ထားတဲ့ချစ်ချင်းကြပြားတဲ့ God belly တက်ဖြတ်ပွဲတွေးထက်တန်ယုံရှုပ်ထွေးပွေလီနေတဲ့မုံတိုင်းကြားထဲမှာ really နဲ့ shake တို့ရဲ့အခြေဇက်လန်စတင်ပေါ်ပေါ်လာခဲ့ပုံကိုအခြေခံပြီးခေါင်းစဉ်ပေးထားတာထင်ပါတယ်။ cover story က chapter 160မှာ ယာမတိုက Flower Capital ကိုရောက်ရှိပြီး Oren နဲ့သူတို့ပေါင်းဖော်တွေကိုကွန်ပျူတာထဲနေရာကိုကြည့်နေဒီ chapter မှာတော့ Kimon Momo နဲ့ယာမတိုတို့ကအဲ့ဒီသူရဲကောင်းတွေကိုလိမ့်စားကွန်ပျူနေတာပြထားပါတယ်။အဲ့ဒီသူရဲကောင်း၁၄ယောက်ထဲမှာ၁၀ယောက်နာမည်ကိုတော့သိလိုက်ရပါတယ်။ကျွန်တဲ့၄ယောက်နာမည်ကိုတော့ရှင်းရှင်းလင်းမမြင်ရသလိုနာမည်အပြည့်စုံလည်းပေးမထားပါဘူး။ Wano Country ကိုပိတ်ဆက်တဲ့သူရဲကောင်းတွေကြားမှာ Pedro ကလည်းပါနေပါတယ်ဗျာ။ ီကောင်က Holkit Island ကလူဖီရိုအုပ်စု Big Mom Pirate ရဲ့ဘေးအန္တရာယ်ကနေလူမြောက်ဖို့သူ့ကိုယ်သူပိတ်ဆက်ခဲ့တဲ့ကာလတိုင်းဖြစ်ပါတယ်။ဒါပေမဲ့ Wano Country ရဲ့သူရဲ့ကောင်းနေကြထဲမှာဒီကောင်ကိုလည်းထည့်ပေးထားရဲဆိုတော့စဉ်းစားစရာပဲ။ maybe ဒီကောင်ရဲ့ပိတ်ဆက်မှုတွေကြောင့်လူဖီကဝါနိုကိုရောက်ပြီးအားလုံးကိုကယ်နိုင်ခဲ့လို့သူ့ကိုလည်းအတိမတ်ပြုတ်ပေးထားတာနေမှာပေါ့ chapter အစမှာ narrator က လူအများပြားဟာသူတို့ကိုယ်စီရီမန်းချက်တွေနဲ့ဆန္ဒတွေကိုတည်ဆောင်ပြီးကျွန်းပေါ်ကိုစူဝေရောက်ရှိလာကြပြီး God Valley မြေပြင်ကိုသူတို့ရှောင်လွှဲလို့မရတဲ့အိမ်မက်ဆိုစစ်မြေပြင်ကြီးဖြစ်ပြောင်းလဲလိုက်ပါတယ်လို့ပြောထားပါတယ်။ဥပမာ Rock Pirate က Future ရုံကိုလောင်းဖြစ်တဲ့ White Beard Big Mom Kaido တို့ကိုဥဆောင်ပြီးရောက်ရှိလာတယ်လို့ Roger Pirate ကလည်း future pirate king ဖြစ်မဲ့ goldie roger နဲ့အတူသူ့သူငယ်ချင်းတွေလည်းရောက်ရှိလာပါတယ် marine back ကိုကြည့်ရင်လည်း hero of the marine ဖြစ်မဲ့ vice admiral monkey d gap ကလည်းသူ့တပ်ကိုဥဆောင်ပြီးရောက်ရှိလာပါတယ် celestial dragon နေနဲ့ god knight တွေလည်းပါတာပေါ့ဗျဒီကောင်နေကျင်းပနေတဲ့လူအမတ်လိုက်ပြန်ပွဲမှာမြို့ခံတွေအပါအဝင် Future Revolutionary Army တွေဖြစ်တဲ့ Kuma, Ivan Khan, Jinni တို့လိုပုံကိုယ်တွေလည်းပါဝင်ပါတယ် ဒီလိုပြောင်းဆန်ပြီးဖယိုဖယက်ဖြစ်နေတဲ့နေရာကို Battlefield of Nightmare ဆိုပြီးကိုစားပြုခေါ်ထားသလို World Government ကလည်းဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတမိုင်းထက်ကနေပယ်ဖြတ်ထားပါတယ်။ဒါပေမဲ့ခု Aura Sense ကချပြနေပြီဖြစ်ပါတယ်။မရင်းတွေက Selection တွေကိုနေကိုဒီကျွန်းကနေမမြန်ထွက်ခွာသွားပြီးတောင်းဆိုနေတော့ဟိုကောင်တွေကနားမထောင်ပဲဘာပင်ပြောလဲဆိုရင် Shaky ကိုမရမချင်မပြန်ဘူးကွာ။မရင်းကလည်းဟုတ်ကဲ့ခုလို Luigi မင်းတို့ရဲ့ဖြောဖေးပွဲကိုနောက်ဆက်ဖြစ်သွားတဲ့အတွက်ကျွန်တော်တို့တာဝန်ယူပါမယ်ပြရတယ်။ဘာမစ်တာဝန်ယူမှာဟုတ်လား။ ငါတို့ရဲ့ဖြော်ပြေးပွဲကိုမင်းတို့ဝင်ရှုပ်တဲ့အတွက်မင်းတို့ကိုအပြစ်မပေးတော့ဘက်ကောင်တွေကိုအပြစ်ပေးရမှာလဲစောက်ယူရဲ့အကယ်လို့ဒါဒီမရီနဲ့နေရာမှာတငယ်ချင်းတို့ဒါရှိရင်ဒီကောင်တွေကိုတရင်သေးပါစေဆိုပြီးပြစ်ထားမှာလားဒါမှမဟုတ်ခုလိုတောင်းပန်ပြီးခေါင်းချင်းနာခံကြမှာလားဘာလို့လဲဆိုရင် ဒီလိုလူတွေနဲ့ကျွန်တော်တို့လုပ်ငန်းခွင်နဲ့ပယ်တွေမှာကြုံလာခဲ့ရင်ကိုတွေကဘလို့တုံ့ပြန်မလဲဆိုတာကိုမြင်အောင်စီချင်ပါတယ်။တချို့တရားခဏတွေကလည်းခုလိုပြောင်းစံနေတဲ့အချိန်ကိုအတုံးချပြီးငါတို့ဒီကနေထွက်ပြေးဖို့လေသွှရှာကြစို့တဲ့။ရော်ဂျာကတော့ရှကီဘမှာလဲကွာ။ကောင်းကောင်းမွန်မွန်ရရှိရလားတဲ့။ရော့ကသူ့မိမနဲ့ကလေးတွေကိုလိုက်ရှာနေပါတယ်။ရော့ကရဲ့မိမနာမည်ကအီရစ်စ်တဲ့ဗျာ။ကလေးနာမည်ကအားလုံးတည်ပြီးသားအတိုင်း Teach ပဲဖြစ်ပါတယ်။ရော့ကရဲ့မိမနာမည်နဲ့ပတ်သက်ပြီးစဉ်းစားစရာတွေအများကြီးထပ်ပေါ်လာသလို The question is Teach ကဘယ်ကနေ Marshall ဆိုတဲ့ မျိုးရိုးနာမည်ကိုခံထားတာလဲဆိုတဲ့အကြောင်းပဲဖြစ်ပါတယ် like monkey family ကိုကြည့်မယ်ဆိုရင်တာဖာမြင်းအထိ monkey ဆိုတဲ့အဖေရဲ့မျိုးရိုးနာမည်ကိုယူထားပြီး rock ရဲ့ family မျိုးရိုးနာမည်ကျတော့ david ဖြစ်ပြီးဘာလို့တာလဲကျတော့ marshall ဖြစ်သွားတာလဲအော်ဟုတ်သားပဲဒီကောင်ကလည်း x လို့ပဲ portuguese ဆိုတဲ့သူ့အမေရဲ့မျိုးရိုးနာမည်ကိုယူထားလာနေမှာပေါ့ as ဆိုရင်မင်းပြောချင်တဲ့သဘောက x နဲ့ t-shirt ကြားမှာ parallel လေးရှိအောင် order sense ကမြုပ်ကိုရဲတုံးပြီးရေးထားတာပေါ့ဟုတ်လားအဲ့လိုပြောချင်တာလား yes but no အဲ့လိုအဝေးကြီးလဲစဉ်းစားစရာမလိုဘူးလေဒီမှာက ား HMA ရဲ့မျိုးနာမည်က Portuguese ဖြစ်သလို Dish AMA ရဲ့မျိုးနာမည်ကလည်း Marshall မဖြစ်နိုင်ဘူးလားဟုတ်ပြီအဲ့ဆိုရင် D လဲတက်လိုက်လေရတယ် Podcast D Rouge ဖြစ်သလို Marshall D Harris ဘောကွာဒါပေမဲ့ S ကသူ့အဖေနာမည်ကိုမယူရတဲ့အကြောင်းရင်းကသူ့အဖေကိုမုန်းလို့မဟုတ်ဘူးလားဟုတ်တာဘောကွာအဲ့ဆိုရင်မင်းပြောချင်တဲ့သဘောက Dish ကလည်းသူ့အဖေကိုမုန်းလို့သူ့အမေရဲ့မျိုးနာမည်ကိုခံထားတဲ့သဘောပေါ့ဟုတ်တာဗောဒါပေမဲ့ဒီကောင်ကသူ့အဖေကိုမုန်းလို့မဟုတ်ဘဲနဲ့သူ့အမေကိုပိုချစ်တဲ့အတွက်ကြောင့်သူ့အမေနာမည်ကိုခံထားတာ အားရမင်းမတီဝနဲ့ရှာမှုပေါ်နေသူ့အမည်နာမည်က Marshall D. Harris မဖြစ်နိုင်ဘူးကွာဘာလို့လဲဆိုရင် chapter 1150မှာမင်းတရိပ်မထားမိတဲ့အရာတစ်ခုတွေ့ထားတယ်ဘာလဲဆိုတာမင်းသိချင်လားယောအေးကွာသိချင်တာပေါ့အဲ့ဒီ chapter 1150မှာ Imuya Magic စဝိုင်းကိုမြောင်းမြန်လက်ကြည့်လိုက်ရင် Harris Dita ဒါမှမဟုတ်တာဒီ Harris ဆိုတဲ့နာမည်ထွက်လာတယ်ဆိုတော့ Harris ဆိုတဲ့ number 2ပုံကိုနှစ်ယောက်ရှိရလားဒါမှမဟုတ် teach အမေနဲ့အီမူကြားမှာကျွန်တော်တို့မသိသေးတဲ့ connection တွေများရှိနေတာလားဆိုတာကိုမင်းမသိလိုက်ဘူးမလား Yo guys, I'm cooking a tripping. ဒီကောင်တီအောင်ပြောပြပါအောင်။အေးအောင်မိခဏနားလိုက်တော့ငါ chapter ရှင်းစရာတွေကျန်သေးတယ်။ပြီးရော ဂပ်ကရောဂျာကိုလိုက်ရှာနေတော့ချပလန်နော့တွမျက်နာမှာတော့ Dragon ကဘာကြောင့် Marine ကနေထွက်ပြီး Revolutionary Army တီထောင်ခဲ့တာနဲ့ပတ်သက်ပြီးစဉ်းစားစရာအကြောင်းလေးတွေပြထားပါဗါး Dragon က Selection Dragon ၄ Season တဲ့လူတက်ပွဲမှာမပါချင်ပေမဲ့ Marine တပ်သားတဦးအနေနဲ့မဖြစ်မနေပါဝင်ခဲ့ရပါတယ်။အဲဒါကြောင့်စိုးရတဲ့အမိတစ်ခုကိုနာခံမိလို့သူ့ကိုယ်သူစိတ်တန်ရရပြီးဒါဟာသူ့ရဲ့ပါဝင်ပတ်သက်မှုကြောင့်ဖြစ်ရတဲ့အဖြစ်အပျက်တစ်ခုကိုပြန်လည်ပြေလည်သွားအောင် အပြစ်ပြေဖို့ပြုပြင်စူးစမ်းရင်းရှန့်နဲ့ရှမ်ရော့ကလေးနှစ်ယောက်ကိုကယ်တင်ဖို့စူးစမ်းခဲ့ပါတယ်။တနာစရာကောင်းတဲ့ Dragon ရဲ့အဖြစ်ကအဲ့ဒါလည်းကောင်းကောင်းမွန်မွန်မအောင်မြင်ခဲ့ပါဘူး because သူကကလေးနှစ်ယောက်ကိုပိုက်ပြီးထွက်ပြေးနေတဲ့အချိန် Holy Night ဖြစ်တဲ့ Saint Murphy က Fisherman တို့လိုအဆွဲချွန်ချွန်နဲ့ Pacific Star လိုမျိုးပါဇက်ကနေလေဆာရောင်ကြီးထုတ်ပြီး Dragon ကိုတရားရအောင်လုပ်ခဲ့ပါတယ် Dragon ကလူတက်ပွားအထမြအောင်ပအောင်ခွက်တဲ့အတွက်ကြောင့်အဲ့ဒီအပြစ်ကိုပြေတဲ့အနေနဲ့သူ့အသက်ကိုပေးဖို့လည်းအဆင်သင့်ဖြစ်နေတာတွေ့ရပါတယ်အဲ့ဒီချိန်မှာ Dragon ကပဲကံကောင်းတယ်လို့ပြောရမလား Timing မဲ့မန်သွားတာလားမသိပါဘူး Metamet ပဲ White Bear တဲ့ Motor Tesla ကတင်ဂျင်ကိုလက်ခံရရှိပါတယ် Sin Morphia တရားရနေတဲ့ Dragon ကိုတက်တော့မဲ့အချိန် White Bear ကမမျောလင့်မဲ့ပေါ်လာပြီး Sin Morphia ကိုခိုးပိုင်လိုက်တာကြောင့် Dragon ကအသက်ဘေးကနေလွမြောက်သွားခဲ့တာပါ။တင်မင်းရဲ့လက်ကနေဖြက်ကနေလွမြောက်လာတယ်လို့ပြောရမှာပေါ့နော်။ ကလေးနှစ်ယောက်က Dragon တန်ရာရပြီးနောက်ဘာဖြစ်သွားလဲဆိုရင် Shamrock က Dragon ရဲ့နောက်မှာကျန်ပြီး Morphy ရဲ့လက်ထက်ပါသွားပါလေ။ Shen ကတော့ Dragon ရဲ့အရှိတ်ကိုလွန့်ထွက်သွားပြီးခေါင်းမှာ Aluvudi ထပြီးတော့သတိလစ်နေတာမြင်ရပါတယ်။ဒီပုံလေးကိုကြည့်လို့ရှိရင် Ora Sensei က Shen ရဲ့လက်ဖြတ်မဲ့ကိစ္စကိုအစကတည်းကစီစဉ်ထားတာနဲ့တူပါတယ်။အဲ့လိုနဲ့ White Beard ရဲ့ဂျောင်းဝင်မှုကြောင့် Shen ကိုပိုက်ပြီး Sorry တော့ကောင်လေးမိညီကိုတော့မကင်နိုင်ဘူး။ At least မင်းကိုတော့ကင်နိုင်ခဲ့တယ်ဆိုပြီးပြေးပါတော့တယ်ဗျာ။ Maybe ကပြဲဝင်ရှုံမှုကြောင့် ဒရဂွန်ကလွတ်ပြေးသွားတာနေမှာပေါ့။ဖာလိုက်တော့ရအထည်ရေးကြီးတဲ့ကိစ္စကမပြောစရာတခုရှိတယ်။တိချင်လိုက်ရော။အေးအောင်ခဏလေးစောင့်နော်။ငါဆင်မော်ဖီနဲ့ဂါလင်းတို့အကြောင်းနည်းနည်းလေးပြောချင်သေးတယ်။ဆင်မော်ဖီကဂါလင်းစီမှာအမွာသားလေးတွေရှိတယ်ဆိုတာတိမဲ့ပုံမပေါက်တယ်လို့။ဂါလင်းကလည်းသူ့မိမနဲ့ကလေးတွေကို secret ထားတဲ့ပုံပဲ။နောက်ဆုံးသူ့ထားခဲ့တဲ့ကလေးထင်းကလည်းဂါလင်းမှာတားနှစ်ယောက်ရှိတာတကယ်မသိတာလား။ဒါမှမဟုတ် စင်မော်ဖီကဒရဂွန်လက်ထက်ကနေကလေးတွေရပြီလို့ဖုန်းထမ်းကနေပြောလိုက်တဲ့အချိန်ဟိုကောင်ကကလေးနှစ်ယောက်စလုံးကိုရပြီထင်လို့မမေးတာလားမသိပါဘူးစင်တော့စဉ်းစားစရာပါပဲနောက်တစ်ချက်ကကလေးတွေကဒရဂွန်လက်ထက်မှာရှိနေတဲ့အချိန်မငုံခဲ့သလိုစင်မော်ဖီလက်ထက်ရောက်တော့ငိုနေတာတွေ့ရပါလေအဲအောင်မင်းခုနကပြောနေရဲ့အရေးကြီးတဲ့ပြောစရာရှိတယ်ဆိုတဲ့အကြောင်းဆက်ပြောတော့ငါပြောလို့ပြီးသွားပြီကျေးဇူးပဲဒရဂွန်ရဲ့လက်ပဲအကြောင်းမဖြစ်ပါလေဟိုလာစင်စင်ကအလာကို तो क्वा मचेन तेचाले वो प्या हाता मिन तरी थामीला ए तरी म थामी कु सोनले रो कुन पाले समय ना दन को पेन तो चीची ले ए लिया मै ताने पते पी प्यो से ले ते तेम शी बे मे से मु साला आ ना थन खों दे ती उ दी दी को क्यो छे माले ए लिया मै ता का तो ला इंगो नंग जो कुन ने पते ते अति का ले वो छ म्या सा दी ते का तो खुले फियो पाले One Piece Volume Zero 没得呀，龙看到那是零零星嘛，国里老家国国民开来钱，外国国民也白买，都嘛哎呀买大家买老婆嘛，偷大钱没写电话不？阿拉把钱嘛偷来送人，龙看到是零零星龙家国啊，跟到嘛，啥不过改改来钱嘛咯，外国也买了嘛。哎呀，买大哥，这丢帮山偷他了，对呀吧嘞？第二买上来不得被丢里的洗来的咯？前面有啥吃的个嘞？没没洗完嘞？ 我们爹妈咋个只能这么弟弟的？恩生留名来的个，姑嫂出来买套手臂表你家的咯，那个裤衩刚不里嘛，我可把没年们的风浪拐个老爷的个，这个人家地界来闹白马，对我国谁把来把碰破的脸杀倒了，我的亲哥，俺弟妹表来俺奶奶，俺奶奶把顶给他个，都没拿包，脱了他那手臂表那的来洗碗嘞。老宋都可能身上是连面积膝盖长高了，这个月。

Chino hano ba chin lai so yin. Wan bu skala zaka ate twa la bo. A sizin chi re so pi darin chi na bo. Pinan chi shiwara. Let alo rava di mun sli aya. Ifanetika se zaka ga. Un mui pao totoli chi an nore so ro. Kulo wan bu skala special chi na dia. Taun chi re so ra go. Ura san si weka pien pime. Tamamo puchu za ba ka. A telep chi na imara. Let's see what it is. Hoko ba tinga chino. Chapter 9 ta khan go sa cha so. future ရန်ကိုတုံးရောက်နေ gap တို့ထိတ်ထိတ်ရင်ဆိုင်မှုတွေနဲ့ gap ကို marine hero ဆိုပြီးဘာကြောင့်ဂုံပြူကြတာလဲဆိုတာလည်းကြည့်ကြရအောင်နော် okay guys dragon ကတန်ရာရပြီးလဲကျနေတဲ့အချိန် white beard နဲ့ big mom တို့က dragon ရှိတဲ့ဘက်ကိုဥတီရောက်လာတော့အဲ့မှာ white beard က morphy ကိုရန်သူတင်ပြီးခုတ်ပစ်ရှင်းလိုက်တာကို big mom ကသူ့ကိုယူရပြီးချနေတာတင်ပြီးစကားများခဲ့ကြပါတယ် white beard ကလည်းငါမင်းကိုယူရပြီးချနေတာမဟုတ်ပါဘူးငါရန်သူကိုပြစ်တာပါတဲ့ခုချိန်လောက်ဆိုရင်ဒီကျွန်းပေါ်မှာရန်သူပါရီပေါင်းဘလောက်ရောက်ရှိနေပြီလဲဆိုတာမင်းမသိသေးဘူးလားကွာ Big Mom ကရောင်းမင်းနဲ့ငါကြာကြံနေတဲ့အကျွေးကိုရှင်းချင်တာလားတဲ့အဲ့ဆိုလဲဒီချင်းကခွတ်တိပဲနော်ရကန်ဒါဝါးအဲ့ဒီအရာမကြီးတဲ့ပင်လယ်သမားတွေကပကျွတ်တွေလေစူပီအဟောနီပါလေအနော်ရှီကီလာဝိုက်ဘီယတ်ကိုနောက်လိုက်လာခဲ့ပါတယ်ဒီကောင်ကလည်း big mom လို့ white beard ကိုအပြစ်တင်နေပါတယ်ဂိုင်တို့ကဟဲလင်လင်းမင်းကတော့ double fruit ပေးမယ်ဆိုပြီးလိန်ခဲတာလားတဲ့ ခုန white beard ပြောတဲ့ရန်သူပိုက်တွေကငါတို့တွေနာမည်ကြီးချင်ရင်တဲ့ rock pirate အဖွဲ့ကိုဖြုတ်ရမှာဆိုပြီးអော်နေကြပါတယ်။ shiki ကလည်းဘာလဲဒီកောင်တွေက shiki ကိုရနိုင်မယ်ထင်နေကြတာလား။နေပါဦးသူတို့က shiki ကိုလည်းအနိုင်ယူဖို့ထိုက်တန်တယ်လို့ထင်နေကြတာလားတဲ့။မင်းတို့လိုတနာစရာကောင်းတဲ့ကလေးတွေ အင်ဗျာအိလိုက်တော့ဆိုပြီး၄ရောက်ပေါင်းပြင်းလိုက်ကြပါတယ်အဲ့ဒီလောက်ရကြအောင်ကပ်ကသူတို့တီနေရာကိုတီးသွားတော့အမိုက်စာ၅ဖက်နေရာကောင်းကြီးရှာတွေ့ပြီးဟေးဆိုပြီးအော်နေရင်အကောင်အကြီးကြီးငါးကအဖမ်းခံပြီးတော့မထင်ပြီးသူ့လက်ကိုဟာကီကုတ်ပြီးချလိုက်တဲ့အချိန် white beard big mom kaido တို့ကထွက်ပြေးကြပါတယ် white beard ကဂါပြောင်းလာပြီးဟေးပြေးကြတော့မဟုတ်ရင်ငါတို့ဒီမှာပဲထာဝရဝုမကျွတ်ပဲတွေ့ခဲ့နေလိမ့်မယ်တဲ့ kaido ကငါတို့သူ့ကိုပြန်မချတော့ဘူးလားတဲ့တာအီအပေါ်ရိတ်ရှိတ်ကူးရင်မနေနဲ့ပြေးတာပြေးတဲ့ big mom ကသူ့ရဲ့ homie ဖြစ်တဲ့ Zeus နဲ့ Prometheus တို့ကိုပေါင်းပြီး Fireblade ဆိုတဲ့အကွက်နဲ့ Gap ကိုချလိုက်တော့ Demon Gap ကြီးကလင်းလင်းမင်းမီကအကောင်းစားနိုင်ရုံကင်စားဖို့တော့မလောက်နေဘူးတဲ့ ဂပ်ကတူပရိုင်းအချင်းတို့ကဘလောက်ထိကြမ်းခဲ့လဲဆိုတာတွေကိုနည်းနည်းချင်းစီသိရသလိုရက်ဆက်ကြမ်းတမ်းတဲ့အစွမ်းတွေရှိထားလို့ Hero of the Marine ဖြစ်လာတာထင်ပါတယ်ကျွန်တော်တို့သိထားတဲ့ Haki ၃မျိုးစလုံးကိုဂပ်ကဆရာကြကြသုံးနိုင်ပါတယ်သူသုံးတဲ့အကွက်နဲ့ထိုးတဲ့အကွက်တွေအားလုံးကလည်းလက်တီနဲ့ပဲစပါတယ်ကျွန်တော်တို့မြင်ဖူးတဲ့လောက်မှာ Galaxy Impact နဲ့ Blue Hole ဆိုတဲ့အကွက်တွေကသူ့ရဲ့အပြင်းထန်ဆုံးအကွက်တွေထဲကထိုးကွက်တွေဖြစ်ပါတယ်ဒီ chapter မှာတော့တာဖတွေပြန်လည်စုံကြည့်ကြသလို Dragon ကကပြတ်တာမဟုတ်ပဲနဲ့လူဖိရဲ့အမေကိုယူထားလို့သူတို့ Monkey D ဆိုတဲ့မျိုးနာမည်ကို ခံထားရဆိုတော့တီယူရီတွေကလည်းရှင်းသွားပြီထင်ပါတယ်။ဘာကြောင့်လဲဆိုရင်တော့ Dragon ကအကပြေတားဆစ်ဆစ်ဖြစ်ပါတယ်။ဟုတ်ကဲ့ပါနောက်တစ်ချက်ကတော့ Rock Pirate အဖွဲ့ကြီးကဘလူးနဲ့ပြူလဲပျက်စီးသွားတာလဲဆိုတာနဲ့ပတ်သက်ပြီးတီချင်နေကြတဲ့လူတွေအတွက်ဖြစ်ပါတယ်။ God Valley မှာ Rock Pirate တို့ပြူလဲမှုဟာ ဂပ်နာရောဂျာတို့လက်ချက်မှာလို့အဖွဲ့သားအချင်းချင်းတစ္ဆာဖောက်မှုတွေကြောင့်လဲအဲ့ဒီအချင်းကအကြီးဆုံးနဲ့အဆိုးအဝါဆုံးဖြစ်တဲ့ Rock Pirate ကပြုလဲပျက်စီးသွားခဲ့တာဖြစ်ပါတယ်။တိုက်ပွဲအစမှာ Future Young ကို၃ယောက်က Rock Pirate အဖွဲ့သားတွေထဲမှာတချို့ကောင်တွေကသူတို့ရဲ့ Captain Rock ကိုတစ္ဆာဖောက်ပြန်တိုက်ခိုက်ခဲ့ကြပြီးမဲ့ဒီ၃ယောက်က Rock ကိုတစ္ဆာမဖောက်ဘဲနဲ့အဲ့ဒီတစ္ဆာဖောက်တဲ့ကောင်တွေကိုပြန်တိုက်ခိုက်ခဲ့ကြတယ်လို့ပြောရမှာပေါ့။အေးအဲ့ဒါတော့ကောင်းတာပေါ့။ But X-Men ကြီးရဲ့ Rock ကဘလို့ရှုံးသွားတာလဲ။အဓိက main point ကိုပြောစမ်းပါကွာ။အေးအောင်မိတိချင်တဲ့ main point ကို အိုရာဆန်စေကအတိအကျထုတ်မပြသေးဘူးဆိုတော့အနည်းဆက်ဆုံးပြောပြမယ်နော်ဘယ်လိုလဲဆိုရင်အနာကက်မှာရန်ကုန်ဖြစ်လာမဲ့ White Beard Big Mom ကိုင်တော်တို့ကလည်းနောက်ဆုံးဂပ်နာတော်ဂျာတို့ပေါင်းပြီးမဟာမိတ်အဖွဲ့ဖွဲ့လိုက်ပြီးနောက်ဒီတိုက်ပွဲကြီးမှာရော့ကအရှုံးတော်မဲ့အခြေအနေကိုရောက်လာလို့ဒီ၃ယောက်ကလည်းတော့ကိုမကူညီပဲသူတို့မတည်ရင်ပြီးရောပုံစံနဲ့တစ္ဆာပေါက်ပြေးခဲ့ကြတယ်လို့ပြောရမှာပေါ့ဗျာဒီမှာသူတို့ကတစ္ဆာပေါက်ခဲ့လေဆိုတိုင်းဂပ်နာပေါင်းပြီးသူတို့ကပတိန်ကိုဓာတ်နဲ့ထိုးစရာမလိုဘူးလေဟုတ်တယ်မလားညော ဘွားတို့ကကိုက်တူပြောခဲ့တဲ့စကားမိမမိသေးလားအဲ့ကောင်ပြောတဲ့စကားတွေကအများကြီးပဲလေမင်းကဘယ်ဟာကိုပြောနေတာလဲပိုက်တူတူအိုက်ပီချေအကြမ်းသာဆူတဲ့အကြောင်းလေနောက်ဆုံးတော့ပလဲတမြလေးကတော့ကိုတော့တဆပ်ဖို့ချလိမ့်မယ်လို့ပြောထားတာလေမေဘီကိုက်တူကကွန်ပလီမသူတို့ခဏအရာကိုပြန်ပြောနေတာလည်းဖြစ်နိုင်တယ်လေ big mom ကကြတော့သူကပ်တင်အရေးကိစ္စထက်သူ့အလိုရ double shoot တွေကိုရပြီးတဲ့နောက်မှာဖြစ်ချင်တာဖြစ်ဆိုတဲ့ပုံစံနဲ့အလစ်တုတ်တာမျိုးလည်းဖြစ်နိုင်ပါတယ် white beard ကတော့အစကတည်းက rock ရဲ့ ရက်စတဲ့အပြုမှုတွေနဲ့လောကကြီးကိုဖျက်ဆီးခြင်းနဲ့အိမ်မက်က white beard ရဲ့ဆန္ဒနဲ့ထတ်တူမကြပဲပြောင်းပြန်ဖြစ်နေတော့နောက်ဆုံးအခွင့်အရေးကြုံလာတော့အရတဲ့အခွင့်အရေးတွေကိုသူတို့ကကောင်းကောင်းအသုံးချခဲ့ပြီးလစ်သွားတယ်လို့ပြောမှာပါဗျာဒီမှာ white beard ကိုအပုံမဆလာတွေထည့်ပြီးတော့ကုကလုကရတဲ့အကြောင်းတိုက်ဆိုင်လာလို့ပြောပြမယ်နော် black beard ရဲ့ခန္ဓာကိုယ်ထဲမှာဝိညာဉ်သုံးခုရှိတဲ့ဆိုတဲ့အကြောင်းတော့မင်းကြားဘူးတယ်မလား black beard ရဲ့ခန္ဓာကိုယ်ထဲမှာသူ့အဖေရဲ့ဝိညာဉ်နဲ့ db clan ခေါင်းဆောင်ရဲ့ဝိညာဉ်တွေရှိနေတယ်ပေါ့ကွာအဲ့ဒါကိုအခြေခံပြီးပြောရမယ်ဆိုရင် marine food မှာ white beard ကို black beard ကိုလည်းအဆုံးသတ်ခဲ့တဲ့အဖြစ်ကအဲ့ဒါ rock ရဲ့ဝိညာဉ်ကပြန်လည်ကလက်စားချေခဲ့တယ်လို့ဆိုရင်ရောမဖြစ်နိုင်ဘူးလား။ရအောင်အဲ့လိုဆိုရင် big mom နဲ့ kaido ကိုကြာတော့ဘာလို့ကလက်စားမချေခဲ့တာလဲ။ဒီလိုကွာ big mom နဲ့ kaido ကသူတို့ရချင်တဲ့အရာရသွားပြီးတဲ့နောက်မှာ god belly ကနေထွက်ပြေးခဲ့ကြပြီး white beard က roger တို့နဲ့ပေါင်းပြီး rock ကိုအဆုံးသတ်ခဲ့လို့ rock ကကလက်စားချေတယ်လို့ပြောရမှာပေါ့။အဲ့ထက်မှကျန်နေတဲ့တယောက်ကကဖြစ်ပါတယ်။ roger ကိုကြာတော့သူ့တန်းနဲ့ကလက်စားချေခဲ့တယ်လို့ gap ကိုကြာတော့ dragon နဲ့ယူမှာလား။ ဒါမှမဟုတ်လူဖီနဲ့ယူမလားဆိုတာတော့ကြည့်ကြသေးတာပေါ့ဗျာ။ Gap နဲ့ Pirate တွေကလူအမဲလိုက်ပြန်ပွဲမှာတရားခင်ဖြစ်နေကြတဲ့သူတွေရှိတယ်ဆိုတာမသိတာလားဒါမှမဟုတ်စောက်ကူးမဆိုင်ပဲသူတို့ကိုစီးရွေထားတဲ့ပန်းနိုင်ကိုဥတီထားပြီးပြေးနေကြတာလားတော့မသိပါဘူးဒါပေမဲ့ God Knight တချို့ကတရားခံတွေကိုအလုံမပေးပဲတက်ပြစ်နေကြသလိုနောက်ဆုံးဘလောက်ကြံလဲတော့မသိရပါပဲကုမကိုတိုင်ကအယောက်900ကျော်ကိုကယ်နိုင်ခဲ့တယ်လို့သိရပါတယ် Chapter 9တစ်မျက်နှာမှာတော့မြေပုံအသေးစားနဲ့ ရောဂျာရဲ့ rock နဲ့ဆလရှယ်ဒဂူနီရဲ့ဒီနေရာကိုပြပေးထားပါဗါးမရင်းကငါတို့တွေကဆလရှယ်ဒဂူနီကိုမမြန်ဖန်မထုတ်နိုင်ရင် rock နဲ့ roger တို့ရဲ့ဂျာမာဆန်ဒူချ်ဖြစ်ခံရလိမ့်မယ်နော်တဲ့အဲ့မှာ roger ရဲ့ပုံစံကိုလည်းကြည့်ပါအောင် future pirate king က hata yo အဖြစ်ပြထားပါဗါးနောက်ပြီး rock ရဲ့ပုံစံကကျွန်တော်တို့မြင်ဖူးသလိုပုံစံမခံစားရဘူးလားအဲ့ဒီ rock ရဲ့ပုံစံက ကစ်တီရဲ့ပန်ခရိုတန်နဲ့တူနေသလားလို့နောက်ပြီးစိတ်ဝင်စားစရာကောင်းတဲ့အချက်ကကပတင်ဂျော်နီရဲ့လက်ကဆေးဦးလက်မဖြစ်နေပြီးကစ်တီရဲ့ဒဘယ်ဖူးဖြစ်တဲ့ဂျီကီဂျီကီနိုမီရဲ့ပိုင်ရှင်လားဒါမှမဟုတ်ကပတင်ဂျွန်ကကစ်တီရဲ့အဖေလားတော့မသိပါဘူးတေချာလည်းတက်တည်မရှိပေမဲ့ theory ဆန်ဆန်ပြောရရင်ကစ်တီရဲ့အမေက God Valley မှာကျင်းပတဲ့လူအမတ်လိုက်ပြန်ပွဲကနေလူမျိုးအသက်ရှင်ခဲ့တဲ့သူဖြစ်ပြီး South Blue ကိုပြောင်းရွှေ့နေထိုင်ပြီးကစ်ကိုမွေးလာတယ်ဆိုပါစို့ကပတင်ဂျွန်ကသူ့ရဲ့အဖေဖြစ်နိုင်တယ်လို့နောက်တစ်ယောက်ကဒေါက်တာဘေဂါပန့်လည်းဖြစ်နိုင်ချေရှိပါတယ် kit ကဆက်ပစ္စည်းပိုင်းဆိုင်ရာနယ်မြေမှာကျွမ်းကျင်တယ်လို့သူရဲ့ double flow technique တွေထဲကတစ်ခုဖြစ်တဲ့ dampak ကဒါမူဒိုပန်ခုမှာ07ဆိုတဲ့နံပါတ်စင်ကိုတွေ့ရပါတယ်။အဲ့ဒီနံပါတ်စင်ကဘေဂါပန်ရဲ့ကုပွားတွေမှာရှိတဲ့နံပါတ်နဲ့ဆက်နွယ်နေမှုရှိတယ်ဆိုပြီး theory တွေထုတ်ထားတာတွေလည်းရှိပါတယ်။အဲ့တော့တငငချင်းတို့ကိုယ်တိုင် just လုပ်ကြည့်ကြပါဗျာ။ရောဂျာတော့အုပ်စုလက်ရောက်လာပြီးသူတို့က shake ကိုပြန်ယူသွားမယ်ဆိုပြီးပြောနေပါတယ်။မရင်းတွေကဒီနေရာကိုတေချာဆောင်ကြည့်ကြမင်းတို့အသက်ပေးရရင်လည်းပေးလိုက်ကွာ။ treasure တွေကိုအပြင်နေရာထုတ်မပြောင်းသေးဘူးဆိုတော့ ဒီနေရာကိုအသက်နဲ့ရင်ပြီးကာကွယ်ထားနော်တဲ့ Rock Pirate အုပ်စုမှာနောက်ကျကျနေတဲ့အဖွဲ့တွေကလည်း Shaky ကိုကယ်ဖို့အပြိုင်ဆိုင်ပြေးနေပါလေ Shaky ငါတို့မင်းကိုကယ်ဖို့ရောက်လာပြီဗျာတဲ့အေးမင်းတို့ကလည်း all bad on နေလိုက်ဟိုမှာ God Night Sense ုံမကမင်းတို့ဂျီတော်ကြီးကိုတတ်တော့မှာ Sense ုံမက Marine နေကိုမင်းတို့ Pirate တွေကိုတားထားပြီး Shaky ကကိုကိုတော့ခေါ်ထုတ်ခဲ့တယ်မလားတဲ့ CIA အဲ့ဒါလုပ်ဖို့ပဲပြဿနာဖြစ်နေပါတဲ့ အဆော်လေးကရှီရမရင်းတွေအားလုံးကိုပြင်းပြီးတော့သူ့ကိုလာကံမဲ့ pirate ကိုစောင့်နေပါတယ်လို့ပြောလိုက်တော့စင်ဆူမားကအထက်ဝင်သွားကြည့်လိုက်တော့ရှက်ကီကလက်ထိတ်ခတ်ထားတဲ့နေရာကနေရက်ပြီးမရင်းတွေကိုပြင်းထားတဲ့အဖြစ်ကိုမြင်လိုက်တော့စင်ဆူမားကစိတ်တိတ်တူပြီးရှက်ကီကိုပေါက်ကွဲအောင်ဆဲလိုက်တော့ဟိုဘက်ကလည်းမခံနိုင်လို့ခြေထောက်နဲ့မျက်နှာဝမ်းဆက်ပြင်းအောင်ကန်ချလိုက်တော့စင်ဆူမားကသူ့ခြေထောက်ကိုကင်ပြီးအဆူတွေရှိတဲ့တန်တုံနဲ့ရိုက်ချလိုက်ပါတယ်နောက်ပြီးရှက်ကီကိုဘာပြန်ပြောလဲဆိုရင်ဟုတ်တယ်အဲ့ဒီ pirate တွေအားလုံးကမင်းကိုပြန်ခိုးဖို့ရောက်လာတာ မင်းကတကယ်ပဲလူချင်းတောင်းဆိုမှုများလွန်းတဲ့ဆိုပဲဘလောက်တောင်များလဲဆိုရင်ငါတို့ရဲ့အရေးကြီးတဲ့နေ့ကိုပါမင်းအတွက်ကြောင်းဖြစ်စီခံလိုက်ရတယ်ဆိုပြီးပြောပါတယ်သူတို့တွေအားလုံးကအဝေးကနေမင်းကိုကယ်ဖို့ရောက်လာခဲ့ကြပြီမဲ့သူတို့တွေတိတ်ချစ်လာတဲ့ဇော်လေးကဒီနေရာမှာရက်ဆက်စွာရိုက်နဲ့တက်ခံရတာမြင်ပြီးသူတို့တွေဘယ်လိုတုံ့ပြန်ကြမလဲမသိပါဘူးအကောင်တွေရဲ့အတန်တွေကြားနေရတယ်မလားသူတို့ကဒီအုတ်နေရရဲ့အနောက်ဘက်ကိုရောက်ရှိနေပြီတဲ့ဒါပေမဲ့အကောင်တွေကအမစ်တေပြီးစကန်ပိုင်လေးနောက်ကျပြီးရောက်လာလိမ့်မယ်မရင်းက စင်ဆူမားရဲ့အဲ့ဒါကိုတော့စင်ဂါလင်ကသဘောကျမယ်လို့မထင်ပါဘူးတဲ့။ရအောင်မင်းပါဇက်ပိတ်နေရင်အရာရာအားလုံးကအဆင်ပြေသွားလိမ့်မယ်တဲ့။ သူမျက်နှာကိုကြည့်လိုက်စမ်းခုမှပဲသူမျက်နှာပေါ်မှာတရားတော့မယ်ဆိုတဲ့ကြောက်စိတ်တွေပေါ်လာနေပြီမှတ်ထားကွာဒါကမင်းသားရောက်လာပြီလူစိုးကိုတက်ပြီးမှမင်းသမီးကိုကယ်ရအောင်ဒါကဒဏ္ဍာရီပုံမျိုးမဟုတ်ဘူးကွာသူ့ကိုလာကယ်တဲ့သူဘု து ကိုမစိုးငါတက်ပြစ်မယ်ကွာမိမတို့ရဲ့အလားတရားကတော်လေးရက်ဆက်လုံးတယ်ဂီဟာဟာဟာဆိုပြီးရင်းနေရင်ငါမင်းကိုအချက်ပေါင်း၅ချက်နဲ့တက်ပြစ်မယ်ကွာအဲ့ဒီအချက်တိုင်းကသူ့ထက်တန်ယူတွေဖြစ်ပြီးမင်းမတည်ခင်ခုလိုအဖြစ်မျိုးကိုရောက်လာစေတဲ့လောက်ရကြောင်းနောင်နာတွေရရင်ပိုကောင်းပါပဲ နောက်တစ်ဖက်မှာ Roger Ousu နဲ့ Rock Ousu တို့送ပြီး Roger နဲ့ White Beard တို့ Dashin Clash လုပ်ထားတာမြင်ရတယ်လို့ကျန်တဲ့သူတွေကလည်းသူတို့ Ousu နဲ့သူချနေကြပါတယ်။အဲ့လို Ousu လည်းအဖွဲလိုက်ချနေပြီးဘလို့မှလစ်ထွက်လို့မရတော့ Roger က Rally ကိုမင်းတွားပြီး Shaky ကိုကယ်နေလိုက်ငါတို့ဒီကောင်တွေကိုထိန်ချမယ်တဲ့။ အလုံးနဲ့ရေလီကခုနရှက်ကီးကိုတက်ခါနေအချိန်မှာရောက်လာပြီးစင့်ဆူမားကိုအေးအောင်ငါမင်းကိုတက်ပြီးမင်းရဲ့အုတ်ကူပေါ်မှာပန်းစီတွေတင်ပေးမယ်ရေလီကစပိုင်ဒါလီလီစတိလ်ဆိုတဲ့အကွက်နဲ့တစ်ချက်တည်းစင့်ဆူမားကိုပြင်းခဲ့ပြီးရေလီကရှက်ကီးကိုဒီချက်တာရဲ့ခေါင်းစဉ်အတိုင်းမြားမိုးအေးရာကအချစ်တန်စွင်နေနဲ့အတူရှက်ကီးကိုကန်နိုင်ခဲ့ပြီးနှစ်ယောက်တူတူဘဝတက်တက်လုံးပျော်ပျော်ရွှင်ရွှင်နေထိုင်ခဲ့ကြတယ်ဗျရှက်ကီးကရေလီကိုအစကတည်းကသူ့ကိုလာခေါ်ပါဆိုပြီးဤစားစာပေးထားခဲ့ပြီးမြတ် ရီဒီကလောလောဆယ်သူ့ကိုယ်သူတန်ရုံစီနဲ့မချီနှောင်ခြင်းလို့ရှက်ကီကို ignore လုပ်ထားခဲ့ပေမဲ့နောက်ဆုံးတော့ရှက်ကီစီရောက်လာပါတယ် but ရှက်ကီကလည်း"အိုးကိုရီရဲ့ခမရသားကိုနောက်ကျလိုက်ပြီလားကျမမှာတင်မတဲ့ကြောက်လန့်စိတ်တွေနဲ့စိုးရင်ခံစားမိရတယ်"ဆိုပြီးငိုချလိုက်ပါတယ်အဲ့မှာကိုကိုရီလေးကလည်းနောက်ခါမဖြစ်စေရဘူးဆိုပြီးချော့သိမ့်လိုက်ပါတယ် အဲ့ဒီအဖြစ်ပြက်ကိုဟိုကပတိန်ရော်ဂျာနဲ့ဂဘန်တို့ကမြင်ပြီးမခံစားနိုင်ပဲစောက်ကောင်အဲ့မှာပဲကလေးမွေးတော့မှလာတဲ့အဲ့ဒါတွေကိုနောက်ကြမလို့ကြခုလော်လော်ဆယ်ငါတို့တွေဒီကျွန်းကနေပြန်ရအောင်မယ်တဲ့အတက်ကွဲနေတဲ့ကပတိန်ကဟဲအောင်တွေငါတို့တွေရှက်ကီကိုကယ်နိုင်ခဲ့ပြီဆိုပြီးပြောပြီးတော့ကဲငါတို့တွေအခု treasure တွေယူပြီးဒီကျွန်းကနေမမြန်လစ်ကြစို့ဆိုပြီးတော့ chapter ကပြီးဆုံးသွားခဲ့ပါတယ်ကဲ chapter နောက်တစ်ခုမှာတော့ ရှန်ကာဘလူနဲ့ရော်ဂျာရဲ့ treasure box မှာပါလာသလိုဘာကိစ္စကြောင့်ဂပ်နဲ့ရော်ဂျာတို့ကမဟာမိတ်အဖွဲ့ဖွဲ့ရသလဲဆိုတာလည်းပသက်ပြီးတော့လည်းသိရမယ်ထင်ပါတယ်။ Rock တယောက်ထဲနဲ့ God Valley မှာရှိတဲ့သူတွေအားလုံးကိုတက်ဖို့စူးစမ်းခဲ့တာတွေနဲ့ပသက်ပြီးမြင်ရမှာလားမသိပါဘူး။ Okay guys အခုလောအဆုံးထိကြီးစုနာထောင်ပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ။အားလုံးမင်္ဂလာပါ peace out